ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသူအခုမေကွန်းရှင်ကဒေါခင်ခင်ဝင်းမှာဟုတ်ပြီ62နှစ်မန္တလေးရပါဆရာကြီးအရွယ်ကောင်းဟုတ်ကဲ့ပါဆရာကြီးဟိုအမိခိုးပေါ့နော်62နှစ်ဆိုတော့ဆရာကြီးရှင်တဲ့ coffee mist တဲ့တစ်နှစ်တစ်ခွက်တောက်ပါတယ်တဲ့ဟုတ်ပြီအဆက်နှဲငယ်စားပါတယ်တဲ့ဟုတ်ပြီတအိမ်ကြိုက်ခဲတဲ့အခုဖြစ်နေတာကတော့တအိမ်ကြိုက်ခဲပြီးစီးသွားများလို့ပါတဲ့ဟုတ်ပြီဘလို့နေထိုင်စားတော့ရမလဲလမ်းညွှန်ပေးပါရှင်တဲ့တအိမ်ကြိုက်ခဲတာရဲ့ စီးသွားများလာရတော့ဟုတ်ကဲ့ကော်ဖီမစ်တစ်ခါတော့တောက်ထားတော့ဗာအန်ဒီမရှိတော့ပါဟုတ်ကဲ့ပါဆရာကြီးနော်ကော်ဖီမစ်တောက်တဲ့အခါမှာတော့ဖြစ်နေဟိုထင်းကျက်တဲ့ပြောတာပိုကောင်းတယ်ကော်ဖီမစ်ကိုလေဟာตัว ready made ทีนะ coffee ready made ဆိုတော့ဟော ready made ဆိုရင်လည်းတောက်အောင်ပေါ့ ready တောက်ပေါ့เนาะဒါကတော့အန်ဒီရေမရှိပါဘူးတောက်ပါ coffee made တောက်ထားရတော့เนาะနောက်ရှောင်းအမအဆက်နဲ့အကျော်အထူးရှောင်းအမဟောအဆက်ကအနေငယ်စားတယ်တဲ့အဲ့အနေငယ်ကိုမကောင်းဟုတ်ကဲ့ပါဆရာကြီးเนาะအဆက်ကတော့မတည့်ဘူးဆိုရင်တော့ အနေငယ်ကွာတက်ဆာလဲကျက်တော့မြူတက်ဆာလဲကျက်တော့မြူဆိုရဲဥမာလိုပဲဟုတ်ကဲ့ပါဆရာဆက်ကတော့ဖြတ်ကိုဖြတ်လိုက်ရမယ်ဟုတ်ကဲ့ပါဆရာနောက်ဘာလဲနောက်တစ်ခုသူကသူကအဲ့ဒါစားတယ်သူဖြစ်တဲ့ယောဂါကတအိမ်ကြိုက်ခဲတယ်စီးသွားများတယ်ဟုတ်ပြီအဲ့ဒါကတော့အမျိုးသမီးတိုင်းရဲ့ခံစားရတဲ့ဝေဒနာပဲတအိမ်ရတော့နော်ဟုတ်ကဲ့ဆရာအသက်ကြီးလာလေးတွေအနေနဲ့အများတော့ခံစားရတယ်ခံတာရာနဲ့မခံတာရာပဲချူကြိုက်တဲ့နေဟိုစီးလေးတောက်လိုက်ဒီတက်စာလေးစာလေးပျောက်သွားတာပဲ သူမခံတာတော့ဘူးဆိုတော့စီကူရတာပေါ့ကိုသူရတယ်နည်းလေးအခါရပြင်းနေပုံရတယ်ဟုတ်ကဲ့ဆရာအဲ့ဒီအတွက်ကတော့အဆက်နဲ့အကျော်လုံးဝရှောင်ပါအဲ့ဒါအမှတ်တရပြောလို့ပါတယ်နော်အဆက်စားရင်ပူဆိုးမယ်အကျော်တွေစားရင်ပူဆိုးမယ်ဟုတ်ကဲ့ပါဆရာဥမာအကြွေးဆွေးမှုစားစားကြည့်အဲ့စားတဲ့နေ့အခါရမှာပဲဟုတ်ကဲ့ပါဆရာဈာကျော်ကျော်စားကြည့်အဲ့စားတဲ့နေ့မှာခန်းစားချက်ကပူပြင်းထန်မှာပဲဟုတ်ကဲ့ဆရာနောက်ဆုံးကန်းကောင်ပြောပါဆိုရင်ကလေးငယ်လေးတွေစားတဲ့ လေးပေါင်းတို့လေးတွေနော်ဟုတ်ကဲ့ပါဆရာအာလူကျော်တို့ငမုတ်ကျော်တို့စားလဲဖြစ်ပါမယ်ဟုတ်ကဲ့ပါဆရာအဲ့တော့ဖြစ်နိုင်ရင်တော့ဒီယောဂအတွက်ကအိမ်မှာစိတ်ပြောနေရအကြံပြုချက်ရဆိုရင်ဒေဦးရေးစေးပြီးတိတ်နာလိုက်ရင်ကောင်းတယ်ဟုတ်ကဲ့ပါဆရာဒေဦးကထွက်တဲ့ဗျာဘာတွေထွက်လဲအကျော်တွေပဲထွက်တာဟုတ်ပြီအဲ့ဒါကိုရှောင်းလိုက်သက်သာပါမှာပါနော်ဟုတ်ကဲ့ပါဆရာစီးသွားများတာရောဆရာစီးသွားများတာကတော့လေဟိုရေးတော့များလို့စီးသွားများတာဆိုတော့ပြဿနာမရှိဘူး ဟုတ်ကဲ့ဆရာဒါပေမဲ့စီးသွားများတယ်ဆိုတော့စီးသွားများတာလားစီးသွားတဲ့အကျိန်များတာလားခွဲသီးဖို့လိုတယ်ဟုတ်ကဲ့ဆရာဥမာတအိမ်ကနေပြီးတော့အကြောင်းအမျိုးမျိုးအကြောင်းပေါ့နော်ရောင်မယ်ပြီမယ်ဆိုရင်အောက်ကိုကြားလို့ရှင်စီးအိမ်ပေါ်တော့ဖြစ်တတ်တယ်ဟုတ်ကဲ့ပါဆရာအဲ့လိုဖြစ်လိုက်လို့ရှင်စီးအိမ်နဲ့စီးနေနေလေးရောက်လာတာနဲ့သူကတွန်းထုတ်တော်မယ်လို့ဖြစ်တယ်တွန်းထုတ်တော်လို့ဖြစ်တယ်အဲ့တော့အဲ့ဒီဥစ္စာအတွက်ကိုဒီ ရေတောက်တဲ့အခါမှာဟိုတိုက်တိုက်တန်တန်တောက်ပါပေါ့စီးသွားအမှကြောက်ပြီးတော့စီးသွားအမှမသွားချင်လို့မသွားပဲရေမတောက်ခွင့်နေရေမတောက်ခွင့်နေအဲ့ဒါပို့ဆိုအနေရရှိတယ်ဟုတ်ကဲ့ပါဆရာနော်တောက်ပါသွားပါတောက်ပါသွားပါနော်လို့တောက်ပြီးစီးစွန့်ပလိုက်ရှင်းအားဖြင့်ကျင်ငယ်စွန့်ခြင်းအားဖြင့်ဒီယောဂါရှိတဲ့အပူလေးပေါ့နော်ဟုတ်ကဲ့ပါဆရာဒီနေ့နေနေဒီနေ့နေနေဒီနေ့နေလျော်ပါသွားလို့ရှိရင် ဒါရက်အားဖြင့်ပြောလို့ရှိရင်10ရက်15ရက်လောက်အတွင်းမှာကိုရေဝမှန်မှန်တောက်လို့စီယိုမှန်မှန်တော့မအောင်နဲ့တော့ပြည့်နော်အဲ့လိုလိုလိမ့်ကို နေတာတော့မှာပါနောက်ဓာတ်စာအနေနဲ့ကတော့လေကြောက်ဖြုံသီးနဲ့ဖရဲသီးကိုစားပါကြောက်ဖြုံသီးဖရဲသီးဘူးသီးဟုတ်ကဲ့ပါဆရာကြီးကြောက်ဖြုံသီးဖရဲသီးဘူးသီးဟုတ်ကဲ့ပါဆရာနော်ဖရဲသီးကဖရဲသီးအမှဲ့လေကောင်းတဲ့ကလေးစားတယ်လေဟုတ်ကဲ့ပါဆရာကြီးဈေးထဲမှာဖရဲသီး အကင်းလေးကြီးရှိရဲ့အသိလေးဟုတ်အဲ့ဒါလေးဝင်လိုက်ချင်းချက်စားလေးရတယ်ဟုတ်ကဲ့ပါဆရာကြီးနော်ဖရဲသီးလေးတို့အတူပါပဲဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခင်ဘုရားရှင်းပါစီဗျာ